ဧပြီ3ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါမြမသမိုင်းတခြားလူတိတ်ဆုံးပျက်စီးမှုအများဆုံးမြင်းကလင်းကြီးလှုပ်ခတ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ကသခိုင်းရှမ်းပြည်နယ်မကွေးကရင်နေပြည်ကရင်ရခိုင်ချင်းကချင်ပဲခူးစတဲ့ဒေသတွေကအ ਨੇ စုံနေရာ16နေရာကိုလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်စေအုပ်စုကငလင်းတဲ့ဒေသခုနှစ်ခုကိုရေးပေါ်အခြေအနေလို့ကြေညာခဲ့ပေမဲ့ငလင်းလှုပ်ပြီးနိုင်ပိုင်းအတွင်းမှာပဲအဲ့ဒီငလင်းတဲ့ဒေသတွေကိုပါဘုံကျဲခဲ့တာဖြစ်ပါရဲ့ရှင် ငလင်ဘေးကယ်ဆယ်ရေးအတွက်ရေးပေါ်အခြေအနေဖြစ်တာကြောင့်လမ်းအသုံးပြုခွင့်ကိုအချိန်ပြည့်ပြန်ခွင့်ပြုဖို့လိုတယ်လို့ကယ်ဆယ်ရေးဖွဲ့တွေကပြောပင်မဲ့စစ်ကောင်စီကရန်ကုန်မန္တလေးအမြန်လမ်းလော့ခ်ဒေါင်းချထားတာကိုဒီနေ့ April 3ရက်နေ့အထိပြန်ဖွင့်မပေးသေးပါဘူးရန်ကုန်မန္တလေးအမြန်လမ်းကိုလုံခြုံရေးအကြောင်းပြပြီးည7နာရီကနေမနက်6နာရီအတွင်းဖြတ်တန်းခွင့်ပိတ်ထားတာဟာနှစ်နှစ်နေပါရှိပြီဖြစ်ပါရဲ့ရှင်ထိုင်းကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့ Beamstack ထိပ်သိမ်းညီလာခံမှာ မြန်မာစစ်ကောင်စာကိုဖိတ်ကြားတက်ရောက်စေခဲ့တာနဲ့ပတ်သက်လို့ထိုင်းဝန်ကြီးချုပ်အနေနဲ့လွှတ်တော်ကိုလာရောက်ရှင်းပြဖို့လိုတယ်လို့ထိုင်းလွှတ်တော်အမတ်တဦးကဒီနေ့တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်ကောင်စာမင်းအောင်လိုင်းက Bimstack အစည်းအဝေးတက်ရောက်ဖို့ထိုင်းစံတော်ချိန်ဒီနေ့ညနေ၄နာရီဝန်းကျင်မှာထိုင်းနိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပါရဲ့ရှင်။ငလင်းကယ်ဆယ်ရေးအတွက်စစ်ကောင်စီကဧပြီ2ရက်ကနေ22ရက်အထိအပြည့်အဝကြီးညာထားပေမဲ့မနေ့ညကပဲကချင်ပြည်နယ်ဗမော်မြို့ကိုတညလုံးနီးပါးဘုံကျဲတိုက်ခိုက်ခဲ့ပါရဲ့။ ပြီးတော့ဒီမနက်မှာလည်းအင်းတော်ကြီးဒေသကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါပါရှင်